ဒီခုံရိတ်ကိုသူထဲတယ်ဗျာနော်ခုံရိတ်ကိုထဲတယ်သူနစ်တာတော့နစ်တာပဲကွာဒီသုံးလို့တော့နစ်တယ်ဒါပေမဲ့ तू อ่ะခုံနစ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်လားပေါင်းချင်းကိုယ့်ရဲ့အဓိပ္ပာယ်ရောက်တယ်လားမသိဘူးနော်ကနန်းတခါကျရင်ကိုကပါဝါယူပေါင်းချင်းနဲ့လာတယ်အဲ့လိုရဲ့အဓိပ္ပာယ်ရောက်မလားဘောနော်ဒီခွန်ဘရိတ်နဲ့၃လုံးနဲ့9ဆိုတဲ့အဓိပ္ပာယ်တော့ရောက်နေမလားဘောနော် အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရင်းလေဒီမှာ con break ပေါ့ဗျာစောစောပါပါနဲ့ပြရတာပေါ့ဒါ con break ကိုတော့ဒီကနန်း၃လုံးနဲ့နဲ့မှာကိုးရီလို့ပေါင်းချင်းနဲ့ထည့်မလားဆိုရင်ဒိဗေတော့ရအောင်နော်အဲ့ဒါပေါင်းချင်းနဲ့ထည့်တဲ့ဒိဗေတော့ရအောင်ဒါလေးတူဒီမှာ con break ထုတ်တယ်ဗျာ con break ထုတ်တယ်ဗျာ ခွန်ဘရိတ်နဲ့ဒီကနန်းသုံးလုံးနဲ့နဲ့မှကိုးတယ်လို့ပေါင်းချင်းဒိဗိတ်နဲ့ကနန်းဆော်တော့နော်အဲလိုပေါင်းချင်းဒိဗိတ်နဲ့ဆော်ကြည့်တယ်ဝေးမေးဟုတ်လို့ဒါတိဗရိဗျာကောင်းသုံးလုံးရှင်းနဲ့တော့ကိုးမလားဘောနော် ။ तू อ่ะบาผิดเลยสุจนเราပြောเลยดิ2025ทุเยดีคงไม่ไหนหูดีกองอเมียซุถั่วมาไอ้คนสุริกันน่ะไอ้ก็ไม่ไหนหูดีกองဒီကောင်မထဲဦးလဲမရောက်ဒီနံပါတ်9ဆိုရယ်ကနဒီကောင်မနိုင်ဘူးဒီကောင်ဒီ2025မှာဘယင်ပဲအဲ့ဒီနံပါတ်9ဆိုရယ်ကနဒီကောင်မကြမကြတပြွပြချမကောင်းနေအဲ့ဒါကြောင့်မလို့မလွဲမလျှောက်တော့လာဒီနံပါတ်9ထည့်ပြတော့နော်အဲ့ဒါကိုကိုအနေနဲ့ထည့်ပြတယ် သူကမရှောင်နိုင်လို့လေဒီကောင်ခွန်တိတ်ကနတ်တာအပြည့်မနံပါတ်မျိုးဖြစ်နေတာကဲဟုတ်ပြီအဲ့တော့ကျွန်တော်ဒီခွန်ဘရိတ်ကိုအသုံးပြုရအောင်ဗျာနော်ကောင်ပါလီလုံးမဲ့လုံးချက်လို့ဒီခွန်ဘရိတ်ကိုအသုံးပြုရအောင်ဒီခွန်ဘရိတ်ကိုမဲမဲ့တဲ့အဲ့ဒီခွန်ဘရိတ်ကိုကျွန်တော်ဒီသုံးလုံးချောင်းနဲ့ကိုသုံးလို့ရိုက်မယ်ဗျာနော်ဒီခွန်ဘရိတ်ကို ဒီခုံဘရိတ်ကိုဒီကနန်း3လုံး6နဲ့ကိုကျွန်တော်ဘာရိုက်မလဲဆို3လုံးရိုက်မယ်ပြန်တော့3ဆိုရကနန်းရိုက်မယ်ဒီခါကုံပေါင်းတာပြန်နော်ဟိုလို6ရက်တက်တက်ပုံးဒီခါခုံဘရိတ်နဲ့ဒီ3လုံး6ကို3ရိုက်ပြတာဒီခုံဘရိတ်နဲ့3လုံးနဲ့ကို6လို့ရိုက်ထဲတယ်နော်ဆိုတော့ဒီခုံဘရိတ်အဲ့ခွန်ဘရိတ်နဲ့ဒီ3လုံးနဲ့ကိုကျွန်တော်6လို့ရိုက်တယ်နော် အဲအဲ့ခါအဲ့ဒီခွန်ဘရိတ်ကိုဒီကောင်သုံးလုံးချောင်းနဲ့ကောင်သုံးမယ်ဆိုရင်ကနန်းချမယ်ဒီသုံးလုံးချောင်းနဲ့ကိုဘာလုံးမလဲသုံးဆိုရင်ကနန်းလိုက်ချမယ်နော်ပေါင်းချတာပေါင်းချတာဒီခွန်ဘရိတ်နဲ့ကျွန်တော်ဒီသုံးလုံးချောင်းနဲ့ကိုသုံးလို့လိုက်ရိုက်မယ်နော်ဘလွတ်တန်းချတဲ့ဘောကိုပြရတော့ဗျာအဲဒီခွန်ဘရိတ်အသုံးပြုထားတယ်ကနန်းအဲ့ခွန်ဘရိတ်ကဒီသုံးလုံးနဲ့နဲ့ဒီကောင်ကိုလိုရိုက်ပြီးအဲ့ခွန်ဘရိတ်ကို ဒီ၃လုံး၆နဲ့ဟို၃လို့ရိုက်မယ်နော်၃ဆိုလေကနေရိုက်မယ်နော်အဲ့လိုရိုက်မယ်သူကဲအခုကျွန်တော်တို့ဒီ tip break ပြဒီမှာအလေးလာကြာနေ tip break အဲ့ tip break နဲ့ဒီ၃လုံး၈နဲ့၉လို့ရိုက်ပြီးဒီ tip break ကြီးနဲ့ဒီ၃လုံးနဲ့နဲ့ဟို၃လို့ရိုက်မယ်ဗျာနော် ဒီတပရိတ်ကြီးနဲ့ဒီကနန်းသုံးလုံးနည်းနည်းပါလို့ရိုက်မလဲသုံးလို့ရိုက်မယ်နော်သုံးလို့ရိုက်ချင်ကောင်းကျွန်းပြောင်းတွက်မှရမှာအဲ့ဒါဒီနံပါတ်3ဘာအဓိပ္ပာယ်နဲ့ဆွဲတာလဲနော်ဘာအဓိပ္ပာယ်လို့ရှောက်ပေါင်းတာလားနော်ဒီမှာခွန်ပရိတ်ကြီးနဲ့ဒီသုံးလုံး6သုံးတာဘာဖြစ်လို့ရှောက်ဆွဲတာလဲဘော ဒီမှာလဲခွန်ဘရိတ်နဲ့၃လုံး၆ပါလို့កောက်ទုံးပြတတ်လဲပေါ့ဒီခွန်ဘရိတ်နဲ့ဒီကနာ၃လုံး၆နဲ့၃ကိုပါလို့ဆွဲပြတတ်လေပေါ့နော်ဒါတစ်ဘရိတ်နဲ့ဒီ၃လုံးနဲ့၃ပါလို့ဆွဲလေဆိုတော့လေအဲဒီကနာနှလုံး၅နဲ့ဒီနှလုံး၈နဲ့ကောက်ကောက်တုံးသွားလေဒီကနာနှလုံး၅နဲ့ဒီနှလုံး၈ဒီကောက်ကောက်တုံးကြီးရိုက်ထားတယ်ကနန်းကြီးဖြစ်နေတယ် ဒီနေရာမှာလည်းတူတူပဲဒီကနန်းနှလုံး၄နဲ့ဒီနှလုံး၉နဲ့လေကောင်ကောက်သုံးထားနေပြန်တယ်ဒီနှလုံး၄နဲ့ဒီနှလုံး၉ကိုဘာရိုက်ထားလဲကောင်သုံးဆိုတဲ့ကနန်းကိုမီအောင်ရိုက်ထားနေပြန်တယ်အဲ့တော့ဒီသုံးရဲ့ဒိဗေဆိုရယ်တူတူပဲဘယ်မှာလဲอืมဒီနှလုံး၃ရနဲ့ဒီနှလုံး၃နဲ့ကိုဘာရိုက်ထားလဲဆို တုံးလို့သူကရိုက်ထားတယ်ဗျာနော်အဲ့ဒီကဒီလူလေးထေထားတယ်ဗျာတုံးလို့ထေထားတယ်ဒါဆိုလို့ရှိရင်ဒီကနားနှလုံးလေးနဲ့ဒီနှလုံးကိုယ်နဲ့တုံးတယ်ဗောနော်ဒီကနားနှလုံးလေးနဲ့ဒီနှလုံးကိုယ်နဲ့ဘာရိုက်မလဲတုံးလို့ရိုက်တယ်ဗောနော်အဲ့တော့ခွန်ရှစ်တက်လို့ ဒါထိတ်စီးတလုံးတော့ပြောင်းရိုင်းမယ်နော်ထိတ်စီးတလုံးတော့ပြောင်းရိုင်းမယ်အမဒီလိုသုံးလုံးနဲ့ကတော့ကျွန်တော်ဒါလိုက်မကောက်ရေးဘူးနော်ဒီလိုသုံးလုံးနဲ့ကတော့ကျွန်တော်ကနားမကောက်ရေးသေးဘူးတထိတ်ဘူးနော်တကြီးကတလုံးနောက်ပူထားတဲ့သဘောလောက်ရှိအဲ့ဒါကိုပြောလိုက်တာတော့ ဒီခွန်ပရိကြီးနဲ့ဒီသုံးလုံးချောင်းသုံးနေကနာဒီနှလုံးငားနဲ့ဒီကောင်ဒီနှလုံးရှင်နဲ့သုံးလုံးထေထားတယ်ကနာကိုဆွဲပြဒီမှာလဲခွန်ပရိဒီသုံးလုံးချောင်းနဲ့သုံးဒီကောင်ဒီနှလုံးလေးနဲ့ကိုးနဲ့သုံးလို့ကနန်းထေထားတဲ့တုံညာကိုဒါခွန်ပရိခွန်ပရိနဲ့ဒီသုံးလုံးချောင်းနဲ့သုံးဆိုရယ်ကနာကိုဒီနှလုံးတုံညာနဲ့နှလုံးသုံးလို့သူကိုးလေးဆိုရယ်ကနန်းထေထားပုံ သူတုံးကိုတုံးတုံးပြီဆိုလဲဒါသုံးလုံးတက်သုံးလုံးတက်နဲ့သုံးလုံးနဲ့နဲ့သုံးဆိုရဲခဏောင်းဒီနှလုံးလေးနဲ့ဒီနှလုံးကိုသုံးလို့ဒီရှစ်တက်တို့ကိုလေးတို့တုံများကိုလို့လေးလေးတို့ထဲပုံကစားပုံစဉ်းစားပြီးတော့ထဲပြထားလေအဲ့တော့သူကဒီနေရာမှာတော့ဒီနံပါတ်ကိုဖြုတ်ချရင်တော့ တဘာဝကိုပဲယူရိုက်မယ်ဆိုရင်ဒီ complaint ကိုဥတီစော်ထားတာဒီ complaint ကိုသုံးလုံးနှစ်ကဥတီပြီးတော့ကနန်းယူယူရှင်းထဲမယ်ဆိုဒီတုံညာမျိုးထဲမယ်ဆိုရင်ဒီ complaint အဲ့ complaint ကိုလေဒီသုံးလုံးနှစ်လိုပဲယူယူတန်းတန်းထဲတဲ့နှစ်မျိုးစော်မယ်ဆိုရင်ဒီ complaint အဲ့ complaint ကိုဒီသုံးလုံးနှစ်လိုပဲယူယူတန်းတန်းစော်မယ်ဆိုရင်ပေါင်းချင်းမစော်သူ့ပါဝါတိုင်းစော်မယ်ဆိုရင် ဒါတစ်ဘရိတ်တစ်ဘရိတ်ကို3လုံး6ဆို565ဆိုရင်ကနောက်သွားဆိုရင်တော့ဒါ98ဆိုရင်ကနိုင်အဓိပ္ပာယ်တက်ရောက်တယ်